ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တမီးရေအမေတော့ပြောရအောင်မယ်တီးရက်ပိုင်းရွာကိုခဏပြန်ရမယ်ထန်တယ်ကွယ်မပြန်ခင်ငါမျိုးလက်ထက်စီချင်သေးတာဟုတ်တယ်အမေတမီးလည်းအဲ့ဒါပဲတွေးနေတာ ဒါပေမဲ့ကိုကျော်လက်ထက်မဲ့သူကမျိုးရိုးကောင်းဖို့လည်းလိုသေးတယ်နော်။တအားတော့မစိုးရင်ပါနဲ့။ကမလေးတယောက်ငါတွေ့ထားတယ်။သူကဆင်းရဲပေမဲ့တင်တင်မွမွလေးနဲ့တော်တော်အဆင်ပြေတယ်။ဘလို့ဆင်းရဲတယ်ဟုတ်လား။အမေကလည်းတခြားကောင်မလေးများရှာပေါင်းလား။သမီးဆင်းရဲတဲ့လူတွေမကြိုက်တာသိရတာနဲ့ဆင်းရဲတဲ့ချွေးမတော့မလို့ချင်ပါဘူး။အိုးဆင်းရဲရဲ့ချမ်းသာတာဘာဖြစ်လဲအေး။ကောင်မလေးကကောင်းတယ်လေ။ဘာဖြစ်ဖြစ်ငါမြေးလေးကိုအဲ့ဒီကောင်မလေးနဲ့ပဲပေးစားမယ်။ အမေနဲ့အဖွားရင်ရံပြင့်မနေပါနဲ့တော့အမေကလည်းအဖွားကကောင်းတယ်ပြောရင်တကယ်ကောင်းလို့နေမှာပေါ့အမေပါပြောပြောကျွန်တော်ကတော့အဖွားသဘောကျတဲ့သူကိုပဲလက်ထပ်မှာရန်နေငယ်ကြမှာတော့ကိုကျော်ကသူ့အဖွားသဘောတူထားတယ်မယ့်ကြီးဆိုတဲ့စင်းရတဲ့ကောင်မလေးနဲ့ပဲလက်ထပ်လိုက်ပါတဲ့ကွယ်ပြီးတော့နေသူတို့ကိုကြိုးစိုးပဲလုကြတော့တာပေါ့ဒေါ်မီကတော့ဒီလိုတွေးနေပါတဲ့ဟဲငါတော့အသားမဲရုပ်ဆိုးတဲ့သူ့စင်းရမလေးကငါတို့ချွေးမှဖြစ်လာမယ်ထင်ထားတာ အခုတော့ငါချွေးမလေးကလာမင်းကြီးလိုပဲလှလိုက်တာတော့လာချွေးမလေးရဲ့အိမ်ထဲဝင်ခဲ့မကြီးကတော့ချမ်းသာပြည့်စုံတဲ့အိမ်ကြီးကိုကြည့်ပြီးအန်အောကကြည်လို့တွေးနေခဲ့ပါတယ်ဒီအိမ်ကြီးကကြီးကျယ်ခမ်းနားပြီးလှလိုက်တာ အခမ်းနားဆုံးဆိုတဲ့နေရာတွေတောင်တီညာနဲ့ရှင်လို့ရမှာမဟုတ်ဘူးနောက်တနေ့မနေ့မှာတော့မကြီးကပထမဆုံးမိဖို့ခင်ဝင်ကအင်းချက်ဖို့အတွက်ပြင်ဆင်လိုက်ပါတဲ့ဒါပေမဲ့မကြီးကမိဖို့ဘေးမှာငန်းငန်းကြီးရင့်နေတဲ့ကွယ် ဘာဖြစ်လို့လဲသမီးရဲ့ဘာလို့ငြိမ်ငြိမ်ကြီးရက်နေလဲတယောက်ယောက်ကသမီးကိုတခုခုပြောလိုက်လို့လားမဟုတ်ပါအမေရဲ့အမေတိတဲ့အတိုင်းပဲသမီးတို့မိသားစုဟာဆင်းရဲတယ်လေအဲ့တော့အိမ်မှာဒီလိုမီးဖို့မရှိဘူးလေအဲ့ဒါကြောင့်သမီးတော်မတုံးတက်ဘူးဖြစ်နေတာကြားပါတယ်သမီးရဲ့လာအမေတင်မေးမယ်ဒီလိုနဲ့တော်မီကမိဖို့တွေကပစ္စည်းတိုင်းကိုတုံးတက်အောင်မယ်ကြီးကိုတင်ပေးခဲ့ပါတည်းမယ်ကြီးလည်းတက်သွားတော့ဟင်းချက်ပြီးအကုန်လုံးစားဖို့အတွက်ပြင်ပေးတော်တာပေါ့ကွယ် ကောင်းနေဟဲ့ညီမလေးချက်ထားတာတတော်ကောင်းတာပဲဟုတ်ပါမိမရမင်းကဟင်းချက်တော်တော်တော်တာပဲကွာကျေးဇူးပါရှင်မကြီးကတော့သူ့ရောက်ခမအိမ်မှာတတော်လေးကိုပြောနေတော့တာပေါ့ကွယ်ဒီနေ့မှတော့မကြီးကသူ့အမေကိုတတိယတာကြောင့်ဗီဒီယိုနဲ့ဖုန်းခေါ်လိုက်ပါတည်းအမေနေကောင်းရဲ့လားအစားရောအချိန်မှစားရဲ့လားကောင်းပါတယ်သမီးရဲ့ဒီလိုနဲ့မကြီးအမေကသူ့သမီးကိုပြောစရာတွေရောဝမ်းနည်းစရာတွေရောအကုန်လုံးပြောပြနေပါတည်း တောင်ကုန်းနားကဖြတ်တော်တွေဒုခိုင်ကမြင်တော်ပြီးဒီလူတွင်းနေခဲ့ပါတယ်။ဟင်ငါချွေးမဘာလို့သူ့ရဲ့ဆင်းရဲတဲ့မိဘတွေနဲ့စကားပြောနေရလဲမသိဘူး။တော်ကြဒီဆင်းရဲတဲ့မိမတခုခုမဟုတ်တာတွေသင်မင်းနေတော့ဒုက္ခပါပဲ။ပြီးတော့နေပြောလိုက်ပါတော့တဲ့။သမီးရဲ့ဘာလို့နေရလဲ။ပုံပြောနေအောင်အိမ်လောက်တွေအပြီးပြီလားကွယ်။ဟုတ်ကဲ့မေသမီးအိမ်လောက်တွေကောင်းလောက်ပေးပါဘေး။တကယ်လို့လှုပ်ရှားရှိသေးတယ်ဆိုရင်ပြောလင်အမေသမီးလောက်ပေးပါမယ်။ ရှိရဲသမီးရဲ့အရင်ဖုန်းချလိုက်အောင်နော်ဒေါခိုင်ကဆင်းရဲတဲ့သူတွေကိုစိတ်ပြတ်တာမို့လို့မယီကိုလည်းသူ့ဆင်းရဲတဲ့မိဘတွေနဲ့စကားမပြောရအောင်ဖုန်းချခိုင်းလိုက်တော့တာပေါ့မယီကတော့ဒီလိုတွေးနေခဲ့ပါတည်းအမေကဘာဖြစ်နေလဲသူ့ကြည့်ရတာတော်တော်စိတ်ပြတ်နေပုံမဲထားလိုက်ပါလေငါအတွေးလွန်လာနေမှာပါ ပြီးတော့နဲ့မယီဟာသူ့ရောက်ခမကိုမိလိုက်ပါတယ်သမီးဘာလုပ်ရမလဲအမေထွထွထူးထူးတော့လည်းမဟုတ်ပါဘူးကွယ်တော့ငါခံသွားရှင်းချင် ီလိုနဲ့နေရတီကုံဆုံးတော်သည်တနေ့မှာတော့မကြီးရဲ့အကူကအင်ကိုရောက်လာခဲ့ပါတည်းအကူကြီးရုတ်တရက်ကြီးဘလို့ရောက်လာတာတော့ကြိုပြောတာလည်းမဟုတ်ဘူးလာအထဲကိုဝင်ထိုင်အောင်အပြင်မှာမှတ်တက်ကြီးဟုတ်ပါငါညမရဲ့အကူလေးအလုပ်ပြီးလို့ဒီနေ့အဖြစ်သွားနေရင်လည်းညမလေးကိုတတိယသွားလို့လေမကြီးကတော့သူ့အကူကိုအစားအသောက်တွေကျွေးမွေးအပ်ခံတာပေါ့ကွယ်တဖက်မှာဒုခိုင်ကဖះเจ้าမှာဖះဝတ်ပြုပြီးပြန်လာခဲ့ပါတည်း ြန်လာလာချင်းသူ့အိမ်ကိုမရင်ရဲ့အကူရောက်ပြီးစားတောင်းနေတာတွေ့တော့တတော်လေးစိတ်နှောက်ရှက်ဖြစ်သွားပြီးဒီလိုတွေးနေခဲ့ပါတယ်။ဒီကောင်ကဘလို့ကဘလို့ငါ့အိမ်ကိုရောက်လာပြန်ရတာလဲအလုပ်လည်းမရှိကြဘူးလားမသိဘူး။အကြောင်းစုံပြပြီးတော့လာနေတော့တာပဲ။ပြီးတာနဲ့ဒေါခိုင်ကမရင်ကိုပြောခဲ့ပါတယ်။သမီးရဲ့သမီးအကိုကဘယ်တော့ကရောက်တာလဲကွ။အော်အမေတော်ဖះเจ้าကပြန်လာပြီပဲအကိုကစောနာလေးရမှရောက်တာမေရဲ့ တမီးအမေအတွက်စားဖို့ပြင်မင်းမယ်လေအမေလည်းအကိုနဲ့တူတူစားလိုက်ပါလား။ตาရေစားရတာအဆင်ပြေရဲ့လားကွယ်။ပြေပါတယ်အန်တီ။ပြေမှာပေါ့။ချမ်းသာတဲ့အိမ်ကဟောင်းစားနေတာ哦။သိတယ်မလား။နင်တို့ညီမအခုဆိုလေငါတို့အိမ်နဲ့ဆိုင်နေပြီလေ။နင်တို့လည်းကောင်းကောင်းစားတတ်ပါလေ။မင်္ဂလာဆောင်တော့ဆိုနင်တို့ပြင်ထားတာဘလောက်ဆိုးလဲ။လာတဲ့ဧည့်သည်တိုင်းမကောင်းပြောနေကြတာ။အန်တီရဲ့ကျွန်တော်တို့မိသားစုကဆင်းရဲပါတယ်။ ဒါမဲ့ကျွန်တော်တို့လည်းအတက်နိုင်ဆုံးကြိုးစားနေကြတာပါပဲ။ဒါမဲ့ဒါအန်တီအက်ဒရက်အဆင်မပြေဖြစ်နေရင်တော့လေကျွန်တော်တောင်းပန်ပါတယ်။တောင်းပန်ဆရာမလိုပါကွယ်။ငါလည်းငါရဲ့စီးရတဲ့ခမိခမတ်အိမ်ကဘာမှမမျော်လင့်ထားပါဘူး။ဒီလိုနဲ့စားတော့ပြီးတော့ကိုဝေကမရေအခန်းကိုသွားကပြောလိုက်ပါတယ်။အမလေးနင်တို့ရောက်ခမတခုခုများဖြစ်နေတာလား။ငါလာရင် तू ကတမျိုးပဲ။မသိငါတို့စီးရနေတာဘူးပဲစိတ်ပြတ်နေတယ်လို့ကြီး။မဟုတ်ပါဘူးကိုရဲ။အကိုအထင်မှားညာနေမှာပါ။ ဒီလိုနဲ့နေရတွေသာတဖြည်းဖြည်းကုန်ဆုံးသွားပေမဲ့ဒေါ်ခိုင်ကတော့သူ့ရဲ့ခမီးခမတ်မိသားစုကိုအခုထိစိတ်ပြတ်နေတုံးတဲ့ကွယ်။တနေ့ကျတော့ဒေါ်ဒီကမရီကိုဖုန်းဆက်ခဲ့ပါတဲ့။အိမ်မှာကိုကျော်ကကြားတော့ပြီးတော့ကန်လိုက်တော့တာပေါ့ကွယ်။ဟုတ်ကဲ့မီ။တမီမရီအမေဘာဖြစ်လို့လဲ။အမေအတန်အားနေနေတယ်လို့ပဲ။အေးကွယ်အမေတိတ်နေလို့မကောင်းအဲ့ဒါကြောင့်မရီကိုအိမ်ခဏပြန်လာဖို့ဖုန်းလန်းဆက်တာ။အမေကလည်းနေမကောင်းရင်ဒီမှာလာနေပါလား။ ီမှာအဲ့မှာထပ်ပစ္စည်းပို့ဆောင်တယ်လေဒီမှာသာခဏလိုက်နေရင်တော့အမေချက်ချင်းကောင်းတော့မှာပဲဒီလိုနဲ့ကိုကျော်စကားကြောင့်ဒေါ်တီလိန်သူ့ခမီးခမတ်အိမ်ကိုရောက်လာတော့တော့ပေါ့ကွယ်ဟင်ခမီးခမတ်တီယိုဘလို့လောက်ပြီးအမေကိုကျွန်တော်ခေါ်လိုက်တာအမေနေမကောင်းရဲ့လေအမေဒီမှာခဏလောက်နေလိုက်ရင်တော့အမေနေကောင်းတော့မှသိကြပါတယ်ဒေါ်ခိုင်ကတော့ဒီလိုတွေးနေခဲ့ပါတည်းအင်းဟုတ်တော့ဟုတ်နေပြီတော်တီကလည်းနေမကောင်းဘူးဆိုပြီးငါအိမ်ရောက်လာပြီး ငါသားလည်းအခုထိအုံနောက်မရှိသူပတ်စံတွေကိုမိမမိသားဆိုအတွက်တုံဖြုံနေရမိရနဲ့မယီကိုပြောလိုက်ပါတည်းမယီတမီးရဲ့အမေကိုတမီးခန်းနဲ့ခေါ်သွားလေဒုခိုင်းကဒေါ်တီတို့ကိုကြည့်ပြီးစိတ်ထဲမှာတော့စိတ်တူနေပေမယ့်အပြင်ကတော့ထုံမပြဘူးတယ်ကွယ်တဖက်မှာတော့မယီကသူ့အမေကိုတီချာလီပြုစုပေးနေတာပေါ့ကွယ်ဒေါ်တီကအခန်းထဲမှာပဲစားတောက်ပြီးအေကုန်းကိုလည်းအချိန်တိုင်းဖွင့်ထားခဲ့ပါတည်းတနေ့မှာတော့တစ်ချိန်လုံးအေကုန်းခန်းထဲမှာပဲနေမနေနဲ့အောင် အနာလေးပါလေးလည်းပေးပါအောင်ပြီးတော့အိယာထဲပဲလှဲနေလို့လည်းရှင်မြမြတတ်တာလာမှာမဟုတ်ဘူးနော်အိမ်အလုတ်လေးပါလေးလည်းလှုပ်အောင်ကျမရှင်ကောင်းဖို့ပြောတာပါဟုတ်ပါနော်ရှင်ပြောတာမှန်တယ်ဒီလိုနဲ့နေမကောင်းဖြစ်နေတဲ့ဒေါသီကအိယာကနေထပြီးမိဖို့ရဲကပကင်းတွေစီတပြည့်စီတွေလှဲနေလုံနေတော့တာပေါ့တာကူမက်ကြီးကမြင်သွားပြီးတော့သူ့အမေလက်ထဲကတပြည့်စီကိုယူကမိလိုက်သွားတဲ့အမေဘာလို့တာတွေလှုပ်နေရလဲအမေကဘသူလှုပ်ခိုင်းတာလဲ အမေနားဖို့လိုတယ်လေဘာလို့လဲသမီးရဲ့တလောက်လေးလောက်တာနဲ့ဘာမှမဖြစ်သွားပါဘူးဟဲ့ဒေါခိုင်ကတော့ဒါကိုကြည့်ပြီးကျင်းနေနေတာပေါ့ကွယ်ဒီလိုနဲ့ပဲနေရတွေကုန်ဆုံးသွားပြီးတနည်းကြတော့ကိုကျော်ကပြောခဲ့ပါတဲ့အကုန်လုံးမြ мян ပြင်ကြတော့ကျွန်တော်ဒီနေ့အကုန်လုံးဖះချောင်းခိုးတော့မလို့ဒေါခိုင်ကတော့ဒီလိုတွေးတောနေခဲ့ပါတဲ့သူကသူ့ရခမောင်မျက်နှာလှုပ်ချင်နေတာပဲငါတော့စင်ရတဲ့သူနဲ့တူတူမသွားနိုင်ပါဘူးပြရနေကိုကျော်ကိုပြောလိုက်ပါတယ် အကုန်လုံးပယ်သွားရမလဲတားရဲ့မတိရလဲနေကောင်းသေးတာမဟုတ်ဘူးလေသူနေခဲ့ပါစေ တို့ပဲသွားရအောင်ပါဟုတ်ပါရဲ့ကွယ်သွားကြပါသွားကြအိမ်ကိုဒီတိုင်းကြီးထားခဲ့တာလည်းမကောင်းလေဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားတာည9:00နာရီတောင်ထိုးသွားခဲ့ပါပြီသူတို့တွေပဲရောက်နေကြပါလေအခုထိပြန်မလာကြသေးဘူးဒုံတိကဒီလိုပြောနေတော့မှပဲအေကန်းတွေကတခုခုပြုတ်ကြတဲ့ကြားလိုက်ရပါတဲ့အေကန်းတွေကိုရောက်တဲ့အခါမှာတော့ တခုနှစ်ယောက်ကပတ်စံလေးနဲ့လက်ဝယ်ရတနာတွေခိုးယူနေတာကိုမြင်လိုက်ရပါတယ်ကွယ်။တခိုးတခိုးရှင်တခိုးလာကြပါအောင်ဒီမှာတခိုးဝင်နေလို့လာကြပါအောင်ဒီမှာပစ္စည်းတွေကိုချထားလိုက်နော်မဟုတ်ရင်ငါရဲခေါ်လိုက်မှာအဖွားကြီးရဲ့ခမရမှာအားလည်းမရှိတဲ့အပြင်တွားရုံရှိသေးလို့လားဘာလို့နိုင်မှာမို့လို့လဲဒေါသီလည်းဘာလို့ရမယ်မသိဖြစ်နေတာပေါ့ကွယ်။ဒီချိန်မှာပဲသူကခုံပေါ်မှာရှိတဲ့ဂျားကိုမြင်ပြီးကောက်ယူလိုက်ပါတော့တယ်။ထားခဲ့နော် မဟုတ်ရင်တော့ငါနေတို့ဓာတ်နဲ့ထိုးမှာဒေါသီကဒီလိုပြောပြီးတခိုးတွေကိုဓာတ်နဲ့ချင်းချောက်ရာကနေရုံရင်ဆန်ခတ်ဖြစ်ပြီးသူ့ခန္ဓာကိုယ်မှာဒဏ်ရာရရကုန်ပါတည်းတခိုးနှစ်ယောက်လည်းတေးမာကြောက်ပြီးပြေးကြရတာပေါ့ကွယ်ခဏအကြာမှာမဲ့ရင်ကိုကျော်နဲ့ဒေါခိုင်းတို့သုံးယောက်ကပြန်ရောက်လာကြပြီးဒေါသီခန္ဓာကိုယ်ကဒဏ်ရာရကိုမြင်သွားခဲ့ကြပါတည်းအမေဘလို့ဖြစ်ရတာလဲဒဏ်ရာရနဲ့ဘလို့ဖြစ်တာလဲအမေရဲ့အမေဘာလို့ငြိမ်းနေရလဲပြောလေကိုကျော်ရေတခုခုတော့ဖြစ်ထားတယ် ကင်မရာတွေသွားစစ်ကြည့်ပါဦးဒီလိုနဲ့ကိုကျော်လည်းကင်မရာတွေကိုသွားစစ်ကြည့်လိုက်တဲ့အခါမှာတော့သူတို့မရှိတော့အင်ကိုတခိုးဝင်တာတည်သွားခဲ့ပါတည်းဒါနဲ့သူလည်းပြန်လာပြီးဒေါခန့်ကိုပြောပြရတာပေါ့အမေဒါဒီနေ့အိမ်မှာမရှိရင်ကျွန်တော်တို့ပစ္စည်းတွေတော့အကုန်ပါကုန်မှာအမေကအင်ကိုကောက်ခဲ့ဖို့အတွက်သူ့အသက်ရွယ်မှာအာမနာပဲဒီတခိုးနှစ်ကောင်ပြန်ပြီးခုခံခဲ့တာတောင်ကြတော့ဒေါခန့်လည်းသူလုပ်ခဲ့တဲ့ဟာတွေကိုရှင့်ယုံသွားပြီးပြောခဲ့ပါတယ်မတည်ရဲ့ကျမတောင်းပန်ပါတယ်ကျမလေး ရှင်တော့ဆင်းရဲလွန်းလို့ဆိုပြီးစိတ်ပြတ်ခဲ့မိတာအဲ့ဒါကြောင့်လည်းဒီနေ့အပြင်မခုတ်ခဲ့တာဒါပေမဲ့ဒီနေ့တော့ရှင်ရဲ့ကျေးဇူးကြောင့်လေကျမတို့စီးစိမ်တွေမပြောက်ပြက်သွားတာကျမကိုခွင့်လွှတ်ပါရှင်အဲ့ဒီကိစ္စပြီးကြတဲ့ကသူတို့မိသားစုတွေကြားမှာလေစင်းရဲတာချမ်းသာတာဆိုပြီးမရှိတော့ဘဲအသက်ထက်ဆုံးအတူတူကပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်